မြန်မာပြည်မှာဆင်းရဲသားလူဒဏ်သာဘယ်လောက်များလဲဆိုတာအဝေးမကြည့်နဲ့ဂျပန်မှာမြန်မာလူသားတွေအောက်ခြေလူသားတွေအများဆုံးကိုရီးယားမှာလည်းအများဆုံးထိုင်းမှာလည်းအများဆုံးနောက်ဆုံးလာအိုမှာလည်းရှိတယ်မလေးရှားမှာလည်းရှိတယ်စင်ကာပူမှာလည်းရှိတယ်နောက်ဆုံးတီမောတီတောင်သွားပြီးတော့မှမြန်မာတွေကအောက်ခြေလူသားဖြစ်အလုပ်လုပ်ရတယ်အဲ့တော့ငါတို့မြန်မာနိုင်ငံတော်မှာနော်ရိုးမဆိုလည်း၃ခုရှိတယ်အဓိကမြစ်ကြီးက၂ဆင်းရှိတယ်တောင်တန်းလည်းရှိတယ်မြေပြက်လည်းရှိတယ်တရံစာတလည်းရှိတယ်ပင်လယ်ထွက်ပေါက်လည်းရှိတယ် ဒီဟာအဖက်ဖက်ကပြည်စုံနေတဲ့သားနဲ့ဘာလို့ငါတို့ကအောက်ကြောင်နောက်ကြောင်နဲ့သူများနိုင်ငံမှာအနေဆုံးအလုပ်တွေငါတို့နိုင်ငံသားတွေကလုပ်နေရနောက်ဆုံးငါတို့နိုင်ငံသားတွေကသူများနိုင်ငံမှာအနေဆုံးလုပ်လုပ်နေရတဲ့ဘဝကူကနိုင်ငံသားရောက်ဖူးတယ်ဆိုပြီးတော့မှဂုံယူနေရတာပညာရှင်အနေနဲ့သွားကြတာမဟုတ်ဘူးအလဲပတ်အနေနဲ့သွားကြတာမဟုတ်ဘူးအောက်ခြေလှုပ်သားအနေနဲ့သွားတဲ့ဘဝကိုတော့ဂုံယူနေရတဲ့ဘဝနဲ့ဖြတ်တန်းနေရတာငါတို့နိုင်ငံသားတွေကပြီးတော့ဟုတ်ပြီဒါနိုင်ငံသားရောက်တဲ့သူတွေပြည်တွင်းမှာနေတဲ့သူတွေဟာရောမြန်မာနိုင်ငံမှာလဲမြည်တွေအများကြီးမြို့ရွာတွေအများကြီးလမ်းမဆက်သွယ်ရေးမီးလမ်းတရာမကောင်းတဲ့အခါကျတော့ အသက်ကြီးလာတဲ့အခါကျမ်းမာရေးဆောက်ရှောက်မှုမရမှာကြောင့်လို့ဒီချက်တဲအနေနဲ့မျိုးပြအောင်ပဲစုတိုးပြီးနေရတဲ့အခါငါတို့နိုင်ငံသားတွေကငါတို့မြန်မာမျိုးပေါ်မှာနေပြီးတော့မှကျူးကျော်ပေါ်ရတဲ့နေရဘယ်လောက်ထိဝမ်းနေစရာကောင်းလဲခင်ဗျားတို့စဉ်းစားကြည့်အဲ့လိုတော့မပြောဘူးအဲ့ဒါဝမ်းနေစရာကောင်းလဲဒါငါတို့တော်လိုင်းလုံးရမယ်အဓိကအကြောင်းရင်းပဲဒါငါတို့တော်လိုင်းလုံးရမယ်အဓိကအကြောင်းရင်းပဲတခြားမဲခိုးတာတွေမဲမခိုးတာတွေတို့စစ်တပ်ထောက်ခံတာတွေမထောက်ခံတာတွေဆိုတာထက်ငါတို့ဒီဟာတွေကြုံနေရပြီဆိုတာကငါတို့နိုင်ငံမှာစနစ်တစ်ခုပြောင်းလဲဖို့အချိန်တန်နေပြီဆိုတဲ့မိမောင်းထိုးပြတာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လက်ရှိမြန်မာပြည်ခြေအနေနဲ့ပတ်သက်ပြီးကိုယ်စွဲမှပြောပြလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာအားလုံးညာတော့ဗောဗျာအဲ့လိုရလေးနောက်နောက်ဆုံးပြောရမယ်ဆိုဥက္ကလိထတိုက်ပွဲလို့ဟာလေးမျိုးတော့ရုပ်ရှင်ရိုက်ပြီးတော့မှပြည်သူလူထုကိုပြရတယ်ဆိုတော့ကျွန်တော်တော်တော်အံ့ဩတယ်တကယ်တမ်းကိုကိုယ်တိုင်စစ်မြေပြင်မှာတွေ့လာရတဲ့အခါမှာစစ်ကောင်စီရဲ့ဆွမ်းဆောင်ရည်မဲမှုကိုအယံကိုအံ့ဩရတယ်တော့စစ်ကောင်စီရဲ့တိုက်ပွဲပေါ်မှာခိုးထားတဲ့လက်နက်တွေကဘယ်လောက်ထိအရေးသွေးနှိပ်လဲဆိုတာကို တော်တော်အံ့ဩရတယ်ကက်တခိုးတွေအလုံးမအဲ့ဟိုဘလောက်ထိကျက်သေးတော့အင်းတော့ကျွန်တော်တို့ကတော့အားကိုးတာပေါ့အာဒါကတော့အဲဘင်္ဂလားဒေ့နဲ့ဖြစ်လိုက်ရင်ဘလို့ဟိုင်းနဲ့ဖြစ်ရင်ငါတို့ကဘလို့အခုဆိုကျွန်တော်ကြောက်တယ်သိလားအဲ့တော့ဘင်္ဂလားဒေ့နဲ့ဖြစ်လဲမရဲဘူးထိုင်းနဲ့ဖြစ်လဲမရဲဘူးမဖြစ်လဲဆိုတော့သိလားအားတကောင်းနေရဘာဆိုတော့ဘာမှလက်လက်ကြီးမရှိလင်းရင်ပြန်မရှိနော်16ကြီတော်မှာ ပရိစိတ်တို့စိတ်ပြီးပြစ်နေရတဲ့တိုင်းရင်းသား4 5 6 G ကိုပရိစိတ်တို့စိတ်ပြီးပြစ်နေရတဲ့တိုင်းရင်းသားလက်နဲ့ไก่လေးကိုလင်ရောလက်နဲ့ကြီးရောရှိသမျှတိုင်းပြည်ရဲ့ဘန်နာအကုန်ထုတ်သုံးဖြုံးပြီးတော့မှအနိုင်ကျင့်ပူကြခဲ့တဲ့တိုက်ပွဲတွေကိုဟိုမဟာတိုက်ပွဲကြီးတွေဖြစ်မြင်နေတဲ့အောက်တန်းစားလေးတွေသိတယ်အောက်တန်းစားလေးတွေပေါ့နော်မင်းတို့စစ်တပ်ကတည်ရင်မှုဆိုတဲ့ကောင်တွေပါတယ်မင်းတို့ PDF တည်ရင်မှုတွေနဲ့လက်နဲ့ကျင့်ရှင်မဖြစ်နဲ့လက်သီးချင်းမရှင်ထိုးရင်တော့မင်းတို့ရမှာမဟုတ်မင်းတို့ရဲ့စွမ်းဆောင်ရေးကဘာမှမရှိသိလားအဲ့တော့ ဲ့လိုမျိုးပေါ့နော်အနိုင်ကျင့်တဲ့တိုက်ပွဲတွေကိုကိုယ့်ကိုဟုတ်လာပြီးတွေထင်ပြီးတော့မှဟိုကြွားဝါခဲ့တာကိုကျွန်တော်တို့ကအထင်ကြီးခဲ့ရတာပေါ့ဗျာ MRD4 မြောက်ဝတီမှာဆေးရည်ပြခန်းသားတွေဆိုလို့ရှိရင်နော်ကားတွေတန်ချက်ကားတွေဘာဖြစ်လဲညာဖြစ်လဲအာဝူဝါဝူဝါနေပေါ့နော်ကျွန်တော်တို့ကလည်းဟိုကိုကလည်းကိုရွယ်ရောက်တဲ့ချိန်မှာလည်းဟိုပြည်နယ်တွေမှာမနေခဲ့ရတော့ဟိုဟိုဘယ်လိုပြောရမလဲအထင်ကြီးတာပေါ့ဗျာအထင်ကြီးတာပေါ့နောက်တော့မှဒီကောင်တွေကပြည်သူဘန်နာနဲ့ เนาะပြည်သူဗန္နာနဲ့ဖြုံပြီးတော့မှပြည်သူဗန္နာကိုဖြုံပြီးတော့မှဒီတိုင်းသားတွေကိုနိုင်ချင်နေတာဆိုတာကိုကျွန်တော်တို့ကိုယ်တိုင်လက်နက်ကင်တဲ့ခါကျမှပို့ပြီးတော့ထက်ထက်ဝုံမြင်ရတာဟုတ်ဗျာအဲ့တော့ကျွန်တော်တို့ကိုယ်တိုင်အခု ဟိုတူတူတန်တန်လဲတော်လန်အောင်ဟိုလဲလဲကွဲကွဲပေါ့နော်လဲလဲကွဲကွဲပေါ့အဲ့တော့စစ်ကောင်စီကအကြဆုံးများတယ်အကြဆုံးများတယ်လို့ကျွန်တော်တို့ပြောတဲ့ခါမှာစစ်ခွေးတွေကမယုံစစ်ခွေးလော်ဘီတွေကမယုံဟာရအောင်နဲ့တနက်ချင်းတနက်ချင်းရှင်ပစ်နေတာတဲ့မင်းတို့ကဘာကောင်နေမို့လို့လဲပါရင်းဂျာနေမို့လို့လားဘာမို့လို့လားညာမို့လို့လားပေါ့နော်ကျွန်တော်တို့ပါရင်းဂျာလည်းမဟုတ်ဘူးစူပါမန်လည်းမဟုတ်ဘူးဒါပေမဲ့စစ်ခွေးလေးလို quality မဲ့တဲ့ကောင်တွေတော့မဟုတ်ဘူးအစစ်စစ်ခိုးပြီးတော့မှအရွေသွေးနေနေတဲ့ကောင်တွေတော့မဟုတ်ဘူးသိလားတိုင်းပြည်ရဲ့ဘန္ဒာတွေကိုငါလုံးမအကျူကျူလာရဲ့ပတ်စံအိတ်လောက်တော့ကျူကျူလာရဲ့ပတ်စံအိတ်ဝယ်ဖို့လောက်ပဲတီးတဲ့ မင်းအွန်လိုင်းရဲ့နောက်မှာတောင်းဝန်ထမ်းဆောင်နေတဲ့စစ်ခွေးတွေကိုလည်းအံ့ဩတယ်နော်ဟိုအံ့ဩတယ်အံ့ဩတယ်ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်ရဲ့ဘဏ္ဍာကိုစစ်လက်မှတ်ခရင်ဝင်မယ်ဆိုပြီးတော့ဂျူဂျူလာရဲ့ဟိုပတ်စံအေးဝယ်ပေးဖို့လောက်ပဲသိတဲ့ဟိုမင်းအွန်လိုင်းကိုအယုံကြည်တိုင်းပြည်ရဲ့ဟိုတမနာအဖြစ်စီဦးစီချုပ်အဖြစ်ယုံကြည်ရှိနေတဲ့စစ်ခွေးတွေကိုပို့ပြီးအံ့ဩတယ်နောက်တော့ကျွန်တော်ပြောပြမယ်နော်ဘယ်လိုမျိုးနိုင်ရှင်ပြမလဲဆိုတော့ခင်ဗျားတို့လည်းမြင်ပြီးသားဖြစ်မှာပါ ဝေးမပြောတော့ဝေးပြောလို့ရှင်မမီမာဆိုလို့ဒီနေ့လေးပဲပြောမယ်အဲ့တော့ပြီးခဲ့တဲ့ရက်ပွဲမှာဒါဘွေးတာဘောဥဆောင်တယ်ပေါ့ကျွန်တော်တို့ကတော့ပံဝင်တယ်ပေါ့နော်ဘွေးတာဘောဥဆောင်ပြီးတော့မှကျွန်တော်တို့စခန်းသုံးလုံးဒါအနည်းဆုံးဆုံးပြီးခဲ့တဲ့တိုက်ပွဲတွေမှာတိုက်ခဲ့တယ်ပေါ့နော်ဒါ viewer စခန်းသုံးခုကိုတိုက်ခဲ့တယ်တိုက်ခဲ့တဲ့အချိန်မှာလည်းကျွန်တော်တို့ဘက်ကဆက်လက်နဲ့ခိုင်းရဘယ်တော့ဒီအမြောင်များရလဲဆိုတာကိုကျွန်တော်တို့ပြည်သူလူထုကိုချက်ပြပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့စောက်ပို့တွေပြောနေတာမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောပြချင်တာကအဲ့တော့အဲ့ဒီတိုက်ပွဲမှာကျွန်တော်တို့ဘက်ကအကြအဆုံးဆိုလို့ စကန်ကုန်းအလုံးပေါင်းဖြူဟာကုန်းတစ်ကုန်းပေါင်းပဲစကန်ကုန်းအကြီးကြီးပဲပေါ့နော်ဖြူဟာကုန်းလို့ရှိရင်စကန်ကုန်း၄ကုန်းကိုသိမ်းတဲ့အချိန်မှာကျွန်တော်တို့ဘက်ကတော့အားဟိုလက်တစ်ဖက်မပြည့်တဲ့အားတော့ကျွန်တော်တို့ဘက်ကကြဆုံခဲ့တယ်လက်နှစ်ဖက်မပြည့်တဲ့အားတော့ကျွန်တော်တို့ဘက်ကထိုင်ရရခဲ့တယ်ပေါ့အဲ့တော့အဲ့ဒီမှာစစ်ကောင်စီကတော့ကျွန်တော်တို့တကုံးကို100နဲ့ပဲစစ်ကောင်စီအားကိုကျွန်တော်တို့တွေ့ကြည့်အောင်အဲ့ဒီမှာနေ400ရှိတယ်ဗျ400ရှိတယ်နော်400ရှိတယ်ပြီးလို့ရှိရင်ဒီကောင်နေစစ်ကုစစ်ကြောင်းလာတဲ့80လုံးတစ်ကြောင်းလုံးပြုတ်သွားတာလဲခင်ဗျားတို့ကြားမှာပါအဲ့တော့အဲ့ဒီမှာဆို400အားလုံးပေါင်းဆိုလို့ရှိရင်ဒါကျွန်တော်အနည်းဆုံးတွေ့ပြတာနော်400နဲ့80ရှိတယ် ဒါ၄ခု၄၅အားပေါ့ဗျာ900မှာထိုင်းဘက်ကိုထွက်ပြေးလူမြောက်သွားတာဘယ်နှဦးရှိလဲဆိုတာကိုကျွန်တော်မပြောတော့ဘူးခင်ဗျားတို့သတင်းမီဒီယာမှာပြန်ရှာပြီးဖတ်ကြည့်လိုက်ကျန်တာအဲ့ဒီလူထိုင်းဘက်ကိုထွက်ပြေးလူမြောက်သွားတဲ့လူကလွဲလို့ကျန်တာအကုန်သိတယ်အဲ့တော့အဲ့ဒီပွဲ၄ပွဲမှာကျွန်တော်တို့ဘက်ကတော့လက်၅ချောင်းပြည့်အောင်မကြဆုံးခဲ့ဘူးလက်၁၀ချောင်းပြည့်အောင်တိကျတဲ့အရာမရခဲ့ဘူးရန်သူဘက်ကတော့ဘယ်လောက်ကြဆုံးလဲဘယ်လောက် ဘလောက်သေးသေးွားလဲဘလောက်ပဲလွတ်လဲဆိုတာကိုကျွန်တော်ကပြောရင်ခင်ဗျားတို့ကဒီဘောမာတွေပေါ့နော်ခင်ဗျားတို့ကြောက်လိန်တယ်လို့ခင်ဗျားတို့ထင်ပါဆိုလို့ခင်ဗျားတို့အဲ့ဒီစကန်ကုန်းလေးကုန်းမှာရှိတဲ့စင်အားနဲ့ထိုင်းဘက်ကိုထွက်ပြေးပြီးတော့မှလွတ်မြောက်သွားတဲ့စင်အားကိုပြန်တွက်ကြည့်လိုက်ကျန်တာအသေးပဲအဲ့တော့ဘလောက်ထိစစ်ကောင်စီရအောင် အေးသွင်းနေပြီးတော့မှကြဆုံးများနေလဲဆိုတာကိုကျွန်တော်ပြောပြတာအဲ့တော့ဒီကောင်တွေကအေးအကြဆုံးများလဲဒီကောင်တွေကမပူဘာကြောင့်မပူတာလဲဆိုတော့ဒီကောင်တွေကဘာမှနားမလဲတဲ့လူငယ်တွေကိုပေါ်တာဆွဲစစ်မှုမတရားသဖြင့်စစ်မှုတဲ့ဥပဒေတွေထုတ်ထုတ်ပြီးရှေ့တန်းကိုပို့ပေးခိုင်းအဲ့တော့အဲ့လိုမျိုးသိခိုင်းနေတာကဖြစ်ရမှာဟုတ်လားမဟုတ်လားဆိုတာကိုကျွန်တော်တို့အော်ဒီယားစစ်စစ်ရေးမှာဖမ်းဖမ်းပြီးတဲ့တော့9ယောက်ပေါ့နော်ကျွန်တော်အဲ့ဒီမှာကျွန်တော်စကားသွားပြောတာပေါ့နော်အဲ့ညီလေးတို့မင်းတို့ကအနာသိနေတာ င်းတို့ဘာလို့တွန်လိုင်းရေးမလုပ်တာလဲလို့ကျွန်တော်မေးကြည့်တော့တွန်လိုင်းရေးကဘယ်မှာလုပ်တာလဲကျွန်တော်တို့မသိဘူးဟာမင်းတို့ကအဲ့လောက်ကြီးဟုတ်လို့လားမင်းတို့ဘယ်မှာနေတာလဲဆိုကျွန်တော်တို့ကဘကိုးတိုင်းဘက်ကဘကိုးယုံမနာတော့နေတာပေါ့နော်ဟာမင်းတော့နေပြီမင်းလည်းမင်းအာနာသိန်းတာတိလားဆိုတော့အာနာသိန်းတာတော့ကျွန်တော်သိပါတယ်တဲ့ဟိုအာနာသိန်းတာတိတာမင်းဘယ်လိုတွန်လိုင်းမင်းမတွန်လိုင်းဘူးလားတော်လန်တော့ကျွန်တော်တို့တွေ့နေတာပဲဒါပေမဲ့ဘယ်မှာတော့တော်လန်ရမယ်မသိဘူးဆိုတော့ဟာမင်းရလဲကွာမင်းဘလို့ဖြစ်လို့စစ်ခွေးဖြစ်သွားတာလဲပြောပြပါအောင်ဆိုတော့ကျွန်တော်ကကျွန်တော်တို့ရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးအုပ်စုကတဲ့ အဲနော်ဆက်ကစားရည်ဆစ်ချောင်းထိုးလာတယ်တဲ့ဆစ်ချောင်းထိုးလာတဲ့အချိန်မှာကျွန်တော်ကလဲမောင်းနေတာတဲ့လဲမောင်းနေတော့ရောက်မင်းလဲဘေးကိုကက်ရရန်ဆိုတော့ကျွန်တော်ကဘေးကိုကက်ရလိုက်တယ်ပြီးတဲ့ပြီးတော့မေးလို့ရအောင်စင်းရန်ဆိုပြီးလက်ရိတ်ခက်ပြီးခေါ်သွားတာအဲ့ဒါကျွန်တော်စစ်သားဖြစ်သွားတာဟာမင်းတို့အဲ့လိုတော့လှုပ်လာဆိုတော့လှုပ်တယ်တဲ့အဲ့ဒါနဲ့နောက်တစ်ယောက်ကိုထပ်မေးတော့မင်းကဘယ်ရလဲဆိုတော့ကျွန်တော်ကနောက်ချိုဘက်ကားတဲ့ဟဲ့နောက်ချိုမှာမန်လေးပြည်ရဲ့တို့ဘာလို့ရှိလဲမင်းတို့မဝင်ဘူးလားဘယ်လိုမျိုးစစ်ကောင်စီပါလဲဆိုကျွန်တော်ကညဘက်ပြန်လာတာကျွန်တော်ဘာဖြစ်လဲဘာလဲဘာမှမပြောဘဲလက်ရိတ်ခက်ပြီးခေါ်သွားတာကျွန်တော်ပေါ်တာဖြစ်ပြီးတော့မှဟိုစစ်ခွေးဖြောက်သွားတာပေါ့ အဲ့တော့ကျွန်တော်ပြောချင်တာကမတိနားမလဲတဲ့ကောင်နေကိုစစ်ကောင်စီကပြစ်မှတ်ထားလေးရှိတယ်နောက်တစ်ခုကကျွန်တော်မတိမနားလဲအောင်လဲလုံးလေးရှိတယ်အဲ့ဒါမှသူတို့ကဟိုဝါရမိုင်းတိုက်ပြီးတော့ဇောင်းပေးပြီးတော့မှဒီတော်လန်ရေးသည်နိုင်ငံတော်ရဲ့စနစ်တစ်ခုကိုတိဆောက်နေတာဖြစ်တယ်ဆိုတဲ့အတွင်းမျိုးမဝင်ဘဲနဲ့သူ့ဘက်ကိုယ့်ဘက်ဟိုအမျိုးသားရေးလို့ဘာရေးလို့ညာရေးလို့ရှောက်ပြောတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ချီးကျောက်ရှင်ထူရတယ်သူတို့ကဟိုအမျိုးသားရေးလို့ပြောရအောင်သူတို့ကြောင့် တိုးတက်သွားတဲ့ဗုဒ္ဓဘာသာဗမာလေသူတို့ကြောက်တိုးတက်သွားတဲ့ဗမာလူမျိုးကဗမာလေဟုတ်လားအညာသားတွေဘလောက်ထိဒုက္ခရောက်လဲအညာသားတွေဘလောက်ထိဆင်းရဲလဲအညာသားတွေရန်ကုန်မှာဘလို့အလုပ်လာလုပ်လဲကြည့်ဟုတ်လားဘယ်မှာလဲဗမာလူမျိုးတွေတိုးတက်မှုအဲ့တော့ဘာသာရေးတိုးတက်မှုကြတော့ဘယ်မှာလဲဘာသာရေးတိုးတက်မှုအဲ့တော့မြန်မာပြည်မှာရွှေချထားတဲ့ဖရားတွေများသွားတာပဲရှိတယ်ချွေချသားတဲ့ဖရားတွေများလာတာနဲ့အတူကျူးကျော်တွေလည်းများလာတယ်မြန်မာနိုင်ငံသားတယောက်မြမမြေပေါ်မှာပြန်ပြီးတော့မှကျူးကျော်ဘဝနဲ့နေထိုင်ရတယ်ဆိုတာ ခေဆက်ဆက်အုပ်ချုပ်ခဲ့တဲ့အုပ်ချုပ်သူလူဒန်းစားတွေရဲ့ဘလောက်စောက်သုံးမကြလဲဆိုတာကိုမိမောင်းထိုးပြနေတာအဲ့တော့ဘုရားသည်အလုံးစုံဆွတ်လွတ်ခြင်းလမ်းစဉ်ကိုရွေးတာဘုရားသည်ခန္ဓာစိတ်ဝိညာဉ်နော်ခန္ဓာစိတ်ဝိညာဉ်ခရိယဖြစ်သွားနော်အဲ့တော့ဘုရားသည်နော်ခန္ဓာဝဆိတ်ရောလွမြောက်ခြင်းလမ်းစဉ်ကိုပြတဲ့ဖျားလို့လည်းပြောလို့ရတယ်ပုဂ္ဂိုလ်တစ်ပါးလို့လည်းပြောလို့ရတာပေါ့အဲ့တော့ခန္ဓာလွမြောက်ခြင်းကိုတော့မလုံပေးနိုင်တဲ့ခေါင်းဆောင်တွေ မလုပ်ပေးနိုင်တဲ့လူတွေကအမျိုးဘာသာအမျိုးဘာသာတဒနာတိုးတက်စေဖို့ဆိုတဲ့အကြောင်းရင်းကဘာအကြောင်းရင်းလဲခင်ဗျားတို့သိတယ်နော်ဘာအကြောင်းရင်းလဲဘယ်နာမှာခင်ဗျားတို့တိုးတက်နေတာလဲဘယ်နာမှာဘာသာရေးတိုးတက်မှုဖြစ်နေတာလဲဘယ်နာမှာလူမျိုးရေးတိုးတက်မှုဖြစ်နေတာလဲကျွန်တော်တို့တိုင်းရင်းသားဒေသတွေကိုရောက်တဲ့အခါမှာကျွန်တော်တို့အများကြီးမျက်နှာငယ်ရတယ်အရင်တော့ဘာကြောင့်အများကြီးမျက်နှာငယ်ရလဲကျွန်တော်တို့မလုပ်တဲ့အဖြစ်တွေအတွက်ကျွန်တော်တို့မျက်နှာငယ်ရတယ်ဘာဖြစ်လို့လဲစစ်ကောင်စီအနိုင်ကျင့်တာတွေကိုခေတ်ဆက်ဆက်တိုင်းရင်းသားတွေကခံခဲ့ရတော့အချို့တိုင်းရင်းသားတွေကကျွန်တော်တို့ကိုမြင်တဲ့အခါမှာအာဗမာတွေဗမာတွေဆိုပြီးတော့မှကြောက်ကြတယ် တို့ကဘယ်လိုပြောမလဲယွန်ကြောက်နော်ဘယ်လိုမျိုးချစ်ကြောက်မဟုတ်ဘူးယွန်ကြောက်မပတ်သက်ခြင်းဘူးရှောင်ခြင်းနဲ့ကြောက်လဲကြောက်တယ်ကျွန်တော်တို့တွေ့ရင်ကြောက်တယ်ဟိုဈေးဆိုလည်းမရောပေးရဘူးတကားလေးပိတ်ထားတယ်ဘာဖြစ်လို့လဲကျွန်တော်တို့မြင်တာနဲ့တို့ကြောက်တယ်ပြည့်ဘယ်လိုကြောက်တယ်ဆိုယွန်ကြောက်ကြောက်တယ်ဒါပေမဲ့အဲ့ဒီယွန်ကြောက်ဖြစ်အောင်ကျွန်တော်တို့ဘွားမှာကျွန်တော်တို့မလုတ်ခဲ့ဘဲနဲ့စစ်ကောင်စီလုတ်ခဲ့တဲ့အမားတွေကကျွန်တော်တို့ဘွားမှာမျက်နှာငယ်ရတယ်မြန်မာလဲကျွန်တော်တို့အမျိုးရဲ့ဂုံတိတ်ခါရှိမှုနောက်တစ်ခုတိုင်းရင်းသားတွေဆိုလို့ရှိရင်ကျွန်တော်တို့ကပန်းကင်းတွေကပန်းတယ်အများနဲ့ပြောသလိုပန်းပေါင်းတော့ပွင့်လှတာပေါ့တိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားကြောင်းနေမရှိဘူး တိုင်းရင်းသားတွေရဲ့လွတ်လပ်ခွင့်ကိုယ်ပိုင်ယုံကြည်မှုအမွေအနှစ်တွေခံခံနာနာထိတဲ့ဘဝမှာရှိတဲ့အခါမှာကျွန်တော်တို့ကပုံနစ်နာဗမာတွေပဲနစ်နာတာဘာဖြစ်လို့လဲပြင်းပြင်းနဲ့မှနေတဲ့ဗမာတွေလည်းကရင်စကားမတက်ဘူးဘာဖြစ်လို့လဲပြင်းစားလည်းမတက်ဘူးဘာဖြစ်လို့လဲကြောင်းမှမရှိတာအပြင်ညာရေးကိုမှအထူးလေးနဲ့မထားပြီးတော့ကရင်တွေကတော့ကရင်စာလည်းတက်တယ်ပမာစာလည်းတက်တယ်ပမာကျောင်းလည်းတက်တယ်ကရင်ကျောင်းလည်းတက်တယ်သူတို့ကပိုတက်တယ်အဲ့တော့ထိုင်းနဲ့နေတော့ထိုင်းစကားပါတက်သေးတယ်သူတို့ကကျွန်တော်တို့ထောင်မှဟိုပိုပိုပြီးအခွင့်ရရတယ်ကျွန်တော်တို့မှာ ဟိုပြည်တော်စုတွေတူတူနေပြီးကျွန်တော်တို့မှာကင်းရင်စကားမတက်ရအောင်တချို့ဆိုကင်းရင်ဖြစ်ပြီးကျွန်တော်တို့ ARV ဘက်ကကင်းရင်နေဆိုကင်းရင်ဖြစ်ပြီးကင်းရင်စကားတော့မတက်ရအောင်ဖိနစ်ခံရတာအဲ့တော့ဒါပေမဲ့အဲ့ဒီဟာတွေကိုဗမာတွေကလှုပ်လာဆိုဗမာတွေကလည်းမလုပ်ဘူးဒီစစ်တပ်ရဲ့အမျိုးဘာသာသာသနာဆိုတဲ့အောက်တန်းစားတွေကအမျိုးလည်းတိုးတက်အောင်မလုပ်ဘူးဘာသာလည်းတိုးတက်အောင်မလုပ်ဘူးနော်သာသနာလည်းတိုးတက်အောင်မလုပ်ဘူးသူများကိုလည်းဖိနစ်တယ်ကျွန်တော်တို့လည်းနာမည်ပြက်ရတယ်ဘယ်မှာလဲတိုးတက်စေခြင်းအကြောင်းတရားဟုတ်ပြီဒါကတိုးတက်စေခြင်းအကြောင်းတရားမရှိတဲ့ဘဝတွေကိုကျွန်တော်တို့ပြောပြတာ ကျွန်တော်တို့ခစ်တော်လည်းပြီးရင်တော့ကျွန်တော်တို့ခစ်မှာဒီဘဝတွေမရှိတော့အောင်ကျွန်တော်တို့ကတော့နိုင်ငံတော်တစ်ကိုတိဆောက်မှာဒါကျွန်တော်တို့ရဲ့မာယီမဲချက်ပဲအဲ့တော့ဟုတ်ပြီစစ်တပ်ကိုထောက်ခံတယ်သူဘယ်မှာလဲစစ်လက်နဲ့ဆွေးငင်ရတိုးတက်မှုအဲ့တော့ဟိုဘယ်မှာလဲတိုးတက်မှုလေအဲ့တော့စစ်ကောင်စီကိုခင်ဗျားတို့ယုံကြည်နေတယ်ဆိုတာတော်တော်အံ့ဩတယ်ခင်ဗျားတို့ရဲ့တားသမီးတွေကိုထိုးကျွေးနေတယ်ဆိုတာစစ်ကောင်စီကမှအစ်စ် နော်စစ်ကောင်စီကမှတကယ်ဟိုသူများသားသမီးတွေကိုအဖက်စင်ဘလောက်ဘလောက်ခေါ်ဟိုပြီးခဲ့တဲ့ NLD ပြီးခဲ့တဲ့နောက်နောက်ဆက်ခုနေမှာစစ်တပ်ကအာဏာသိမ်းတယ် NLD ကမဲခိုးလို့တဲ့ဟုတ်ပြီ NLD ကမဲခိုးလို့ဆိုရင်လေလမ်းမထွက်တဲ့လူထုရဲ့အင်အားကိုကြီးအောင်လေဗျာဟုတ်လားလမ်းမထွက်တဲ့လူထုရဲ့အင်အားကိုကြီးအောင်အဲနောက်တော့လေသူများသားသမီးတွေကိုပေါ်တာရှောက်ဆွဲစစ်မှုမထမ်းမနေရအနေနဲ့အတင်းတွေလိုက်ကျုံတုံးခေါ်ခေါ်ပြီးတော့မှအမဲသူတို့လော်ဘီတွေက ဟိုနိုင်ငံရဲ့တားကောင်းလေးတွေသူတို့စိတ်နဲ့သူတို့လာတာဘာဖြစ်တယ်냐ဖြစ်တယ်မင်းတို့ကပြောခိုင်းတော်တော်အောင်တန်းကြရတယ်ကောင်းလေးတော်တော်အောင်တန်းကြရတယ်ကောင်းလေးဒါတွေကမင်းတို့လုပ်တယ်လားအဲ့တော့စစ်ကောင်စီကိုထောက်ခံတဲ့သူတွေအနေနဲ့ခင်ဗျားတို့စဉ်းစားဖေးဖေးချင်းစီစဉ်းစားဖေးဖေးချင်းစီစဉ်းစားเนาะဟိုဒီလောက်ရက်ကမှန်လာအဲ့တော့ကျွန်တော်တို့ကတော့နိုင်ငံတော်အစ်စ်ကို ကျွန်တော်တို့တော့တိဆောက်မှာပဲလွတ်လပ်ခြင်းနဲ့မျှတာခြင်းပါရမယ်။ပန်းပေါင်းစုံတွေဖွင့်လန်းရမယ်။ကျွန်တော်တို့လည်းခင်ရစကားလည်းတက်ခြင်းနဲ့ရှမ်းပြည်နယ်ရဲ့လှတွေခံစားခြင်းနဲ့ရှမ်းမာလီနယ်လည်းရှမ်းလို့ပြောခြင်းနဲ့နော်ဒေတာခင်ဘယ်လိုပြောရမလဲ။ခေါက်ဒီခေါက်ဆွဲကောင်းလို့လည်းစားခြင်းနဲ့ဆိုင်ရှင်လေးချောလို့လည်းသွားခြင်းနဲ့ကျွန်တော်တို့ကတော့ စလင်းမျိုးနယ်တင်ညောင်တိုက်နယ်ရဲစခန်းမှုစလင်းဘက်ကဖထန်လင်းဝင် မကွေးတိုင်းစလင်းမျိုးနယ်တင်ညောင်တိုက်နယ်ရဲစခန်းမှုအလင်းဝင်ရောက်ခဲ့ကြောင်းစလင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောဆိုသည်ဇွန်လ15ရက်နေ့ညနေ6နာရီခန့်တွင်စလင်းမြို့နယ်တညောင်တိုက်နယ်စခန်းမှုအဖြစ်ပြောင်း၍တာဝန်ထမ်းဆောင်နေသောတူရဲမှုတဦးသည်အကြမ်းဖက်စစ်ကောင်စီ၏လက်အောက်တွင်တာဝန်မထမ်းဆောင်လို၍စလင်းမြို့နယ်ပကဖထံချိတ်ဆက်ကအလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည် အဆိုပါအလင်းဝင်သောဒူးရဲမှုသည်ဆလင်းမျိုးနယ်မူယုံတွင်ဒူးမျိုးနယ်မူအဖြစ်နှစ်နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ယခုနှစ်ဇွန်လအစောပိုင်းတွင်တင်ယောင်တိုက်နယ်စခန်းမှုအဖြစ်ပြောင်း၍တာဝန်ထမ်းဆောင်လာခြင်းဖြစ်ကြောင်းသိရှိရသည်အဓိကတော့လက်နက်ခဲယမ်းများနှင့်အလင်းဝင်ရောက်ပြီးထိုက်တဲ့နယ်စုကြီးငွေရယူခါပြည်သူလူထုဘက်ကနေရက်တီပြီးစစ်အာဏာရှင်ကိုတော်လှန်ပေးကြဖို့ကြမ်းရှိတဲ့စစ်တပ်သားရဲတပ်သားများကိုလို့ဆေချင်ပါတယ်ဟုဆလင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုသည် စလင်းမျိုးနဲ့အတွင်းကျန်ရှိနေပါသောစစ်ကောင်စီလက်ခံစစ်တပ်သားများနှင့်ရဲတပ်များအနေဖြင့်လည်းပြည်သူနှင့်အတူပူးပေါင်းပါဝင်ပြီးလက်နက်ခဲယမ်းများဖြင့်အလင်းဝင်ရောက်ပြီးထိုက်တန်သောစုကြီးငွေများရယူခါစစ်အာဏာရှင်ကိုတော်လှန်ပေးကြရန်စလင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတိပေးနှိုးဆော်အပ်ထားသည်ဟုတ်ကောင်စီဝင်လာရောဟုတ်ကျွန်တော်ပြောပြတာပေါ့နော်ဒါစစ်ကောင်စီရဲ့စစ်ရှုံးကောင်စီရဲ့လုံဆောင်ချက်တွေကိုကျွန်တော်တို့ပြောပြတယ် အဲ့တော့ဆေးရှောင်းကောင်စီကဒီလောက်ထိရှုံးနေပြီဆိုပေမဲ့လည်းကျွန်တော်တို့ကပန်းနိုင်မရောက်ခင်တက်မထောင်သင့်ဘူးကျွန်တော်တို့အော်နာပြည်သူလူထုတွေအနေနဲ့လည်းပန်းနိုင်မရောက်ခင်တက်မထောင်သင့်ဘူး60ရာကျွန်တော်တို့တင်ကန်းစာတွေအများကြီးရတယ်ကွန်ကရစ်ကိုကျွန်တော်တို့တိုက်တဲ့အချိန်မှာကျွန်တော်တို့80ရာခိုင်နှုန်းကျွန်တော်တို့လွှမ်းမိုးနိုင်ခဲ့တယ်လွှမ်းမိုးနိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့100ရာခိုင်နှုန်းမလွှမ်းမိုးနိုင်တဲ့အချိန်မှာတစ်ချိန်မှာပြန်ပြီးတော့မှဆုံးရှုံးသွားတယ်စစ်ကောင်စီကလည်းစောက်ပိန်းနေဆိုပေမဲ့စောက်အားတွေတော့မဟုတ်ဘူးသူတို့လည်းအရှုံးတွေများလာတဲ့အခါမှာလူအရင်းကြီးဖြစ်တဲ့ စစ်စစ်ပွဲတစ်ပွဲရဲ့အရေးကြီးဆုံးဖြစ်တဲ့လူအရင်းမြစ်ကိုလည်းမတရားသောနှီးနဲ့ရအောင်စုဆောင်းတယ်အဲသူတို့လည်းလက်နက်ခဲယင်းတွေဒရုန်းတွေဘာတွေပြင်လာတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကိုစစ်တိုက်တဲ့အောင်တင်ပေးတာ PDF တွေပဲ PDF တွေကစစ်ကောင်စီကိုစစ်တိုက်တဲ့အောင်တင်ပေးလိုက်တာပေါ့နော်အဲ့တော့စစ်ကောင်စီရဲ့ကျေးဇူးရှင်က PDF တွေတနေ့ကိုသုံးတာစစ်တပ်အပိသူတွေနဲ့စစ်ခွေးတွေက PDF တွေကိုတနေ့သုံးတာကတော့ရမယ်ပေါ့နော်ကျေးဇူးရှင်ပြန်မလို့မရပါဘူးအဲ့တော့ဒီဒါတွေကျွန်တော်ဒီဒီတက်တက်လေးပြောပေးတာပေါ့နော်အဲ့တော့ကင်းပြင်းထဲမှာဒီနှစ်တော့ဒွင်းစီထွက်တိုးရဲ့ဗျ တော့ကင်းပြင်းနေမှာဒီနေ့တော့ဒွေးသည်ထွက်တိုးတယ်မနေ့ကတော့ကျွန်တော်ပြောခဲ့တယ်ခဏလို့ကင်းပြင်းနေမှာဒွေးသည်ဒီနေ့ထွက်တိုးစေရမယ်ဆိုတော့တကယ်လည်းဟုတ်တာပဲကင်းပြင်းနေမှာဒီနေ့ဒွေးသည်ထွက်တိုးတယ်ခွေးတစိမ့်မြေဩစာနော်ဒီကိုချင်းချားနဲ့လာဖို့တဲ့အတွက်ကြောင့်မို့ခွေးတစိမ့်မြေဩစာတွေနဲ့ဟိုထွက်တိုးတာပေါ့ဗျာအဲ့တော့ကျွန်တော်ကရှင်းပြောရင်မမုန်းပါဘူးဒီစစ်ကောင်စီတွေကိုလည်းမမုန်းနော်စစ်သားတွေကိုလည်းမမုန်းပါဘူး ဒါပေမဲ့ကုဆောက်လို့ကိုလုံးဖို့ပဲကျွန်တော်တို့ကညှို့လင့်တာအဲ့တော့အရင်တော့ဆိုရင်စစ်တပ်ကတိုင်းပြည်မှာသာသူတို့သာလင်တတိအရှိဆုံးသူတို့သာလင်အရေးရင်ဆုံးသူတို့သာလင်သူရဲကောင်းကြီးပေါ့ဗျာဒီပြည်တွင်းမှာနေထိုင်တဲ့တာမန်ပြည်သူလူထုတွေကသူတို့လောက်တတိမရှိတော့ပေါ့နော်သူတို့ပြောနေကြစကားရှိတယ်ယောက်ျားယောက်ျားထဲမှာမှစစ်သားပေါ့အဲ့ဒါလေအဲ့လိုပေါ့သူတို့သာလင်တတိအရှိဆုံးသူတို့သာလင်အရေးရင်ဆုံးသူတို့သာလင်အကျွမ်းကျင်ဆုံးသူတို့သာလင်တိုင်းပြည်ကိုကာကွယ်နေတဲ့ကျေးဇူးရှင်ပေါ့အဲ့တော့သူတို့က သူတို့ကြောင့်နိုင်ငံဆိုတာတည်တက်ခိုင်မြဲနေတယ်ဆိုတော့သဘောတရားကိုသူတို့ပြောတယ်အဲ့တော့ဟုတ်လားဆိုတော့ကျွန်တော်တို့ပြန်စစ်စစ်ကြည့်အောင်တတိရှင်ကြီးတွေအလင်းဝင်တာနော်နောက်ကိုင်းဆိုဓာတ်ကဆတယ်ဒေတာခုတ်ခဲကြီးတွေတိုင်းစစ်ဌာနချုပ်တွေပါကြာပါနော်ကျွန်တော်တို့ပြီးကျွန်တော်တို့ဒေါ်လာရင်းအင်အားစုလက်ထက်ကိုရောက်သွားတယ်ဘလို့ဖြစ်တာလဲအသူရဲကောင်းကြီးတို့ရဲ့ဘလို့ဖြစ်တာလဲဘာကြောင့်အဲ့နဲ့ကြည်လေကြံသေးရဲ့သားနဲ့ဒူးတွေထောက်ပြီးလက်တွေမြှောက်နေတာလေသူရပွဲရသူရဲကောင်းကြီးရဲ့ PDF တွေအဲ့လိုမျိုးတွေ့ဘူးလား PDF တွေအဲ့လိုမျိုးတွေ့ဘူးလား ်ပီရီယက်တွေပဲပီရီယက်ပဲစစ်တိုင်းဌာနကိုစစ်ခွေးစီးဘူးတယ်ပီရီယက်တွေရှိရလက်နက်သိမ်းဆဲရပြီဘယ်လောက်ရဘူးလဲကျွန်တော်ပြောဘယ်လောက်ရဘူးလဲကျွန်တော်ပြောဘယ်လောက်ရဘူးလဲအဲ့တော့ပြောချင်တာဘလို့ဖြစ်တာလဲမင်းတို့ပြောခဲ့တဲ့စကားတွေကမှန်လားဟဲ့အောင်သူ့လို့ခွေးလို့ခွေးလို့မြင်းလို့မြင်းလို့နေတာပဲရှိတယ်တိုင်းပြည်မှာရှိတဲ့ယောက်ျားတိုင်းမိန်းမတိုင်းကတိုင်းပြည်ကလိုအပ်လာတဲ့အခါတတိရှိတဲ့ကောင်တွေကြီးပဲတတိရှိလားမရှိလားဆိုတာအခု21မင်းတို့အာနာသိမ်းမှုဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာယနေ့ခေတ်တိုက်ပွဲတွေကိုပဲမင်းတို့ကြည့်လိုက်မင်းတို့ကြဆုံမှု ိခိုက်နာကျင်မှုဘလောက်များလဲမင်းတို့တိမ့်တိမ့်တိမ့်ဆဲခံရတဲ့လက်နက်တွေဘလောက်များလဲကြဆုံးရတဲ့စစ်ထဏာတွေဘလောက်များလဲဆိုတာကိုမင်းတို့ကြည့်ဒီလရလောက်တော့ငှက်တိုင်းလာတယ်ကွာမင်းတို့လရတွေပဲစုနေတဲ့အခါမင်းတို့ကိုမင်းတို့စောက်ခွက်တွေပြန်ကြည့်ပြန်လာဆုံးလို့မင်းတို့ထင်နေတာမင်းတို့ဘာလဲဆိုတော့မင်းတို့ဒေါင်းတွေစက်တူရေးတွေမင်းတို့မမြင်ဘူးတော့မမြင်ဘူးအခုမင်းတို့မြင်လိုက်ရတဲ့အခါကျတော့မှဩလရဆိုတာစက်တွေအတုံးဆုံးဆိုတာမင်းတို့သိသွားတာဟုတ်လားအဲ့တော့လရလောက်တော့ငှက်တိုင်းလှတယ်ဒီလားအေးလရလောက်တော့ ငါတိုင်းလာတယ်မင်းတို့ကမင်းတို့တတိရှိပြီမင်းတို့ကကျေးဇူးရှင်ဆိုတဲ့အတွေးကိုမင်းတို့ဖြောက်လိုက်တော့ပြည်သူသာအဓိကပြည်သူသာအဓိကပြည်သူဥမတည်မင်းတို့မရဘူးမင်းတို့လိန်လို့ရတယ်ခဏပဲပြောချင်တာသိလားအဲ့တော့သူများသားသမီးတွေကိုဆက်လက်ဒုက္ခပေးဖို့လည်းမစင်စားတော့နဲ့မင်းအောင်လိုင်းမိမချူချူလာရဲ့ပတ်စံအိတ်တွေပါဝါမှာကြောက်လို့မင်းတို့ဟိုအသေးခံပြီးတော့မကာွယ်တော့နဲ့ငါးကောင်တို့ငါးညီလေးတို့တော့ဖတ်သားစားတဲ့ကိုမင်းတို့မဝင်သင့်ဘူးတော်လန်ရေးကိုမင်းတို့မဖြစ်မနေလုပ်တဲ့နဲ့ငါတို့ခွင့်ရေးတွေအများကြီးဆုံးရှုံးနေတယ်မင်းတို့ဝေးမကြည့်နဲ့ငါတို့ မြန်မာပြည်မှာစီးရဲသားလူဒန်းစားဘလောက်များလဲဆိုတာအဝေးမကြည့်နဲ့ဂျပန်မှာမြန်မာအလုပ်သားတွေအောက်ခြေလုပ်သားတွေအများဆုံးကိုရီးယားမှာလည်းအများဆုံးထိုင်းမှာလည်းအများဆုံးနောက်ဆုံးလာအိုမှာလည်းရှိတယ်မလေးရှားမှာလည်းရှိတယ်စင်ကာပူမှာလည်းရှိတယ်နောက်ဆုံးတီမောတီတောင်သွားပြီးတော့မှမြန်မာတွေကအောက်ခြေလုပ်သားအဖြစ်အလုပ်လုပ်ရတယ်အဲ့တော့ငါတို့မြန်မာနိုင်ငံတော်မှာနော်ရိုးမဆိုလည်း၃ခုရှိတယ်အဓိကမြစ်ကြီးက၂ဆင်းရှိတယ်တောင်တန်းလည်းရှိတယ်မြေပြန့်လည်းရှိတယ်ဒေယံဇာတလည်းရှိတယ်ပင်လယ်ထွက်ပေါက်လည်းရှိတယ် ဒီဟာအဖက်ဖက်ကပြည်စုံနေရတာ ਨੇ ဘာလို့ငါတို့ကအောက်ကြောင်နောက်ကြောင်နဲ့သူများနိုင်ငံမှာအနေဆုံးအလုပ်တွေငါတို့နိုင်ငံသားတွေကလုပ်နေရတာနောက်ဆုံးငါတို့နိုင်ငံသားတွေကသူများနိုင်ငံမှာအနေဆုံးအလုပ်လုပ်နေရတဲ့ဘဝကနိုင်ငံသားရောက်ဖူးတယ်ဆိုပြီးတော့မှဂုံယူနေရတာတင်ညာရှင်နေနဲ့သွားကြတာမဟုတ်ဘူးအလဲပတ်နေနဲ့သွားကြတာမဟုတ်ဘူးအောက်ခြေလှုပ်သားနေနဲ့သွားတဲ့ဘဝကိုတော့ဂုံယူနေရတဲ့ဘဝနဲ့ဖြတ်တန်းနေရတာငါတို့နိုင်ငံသားတွေကပြီးတော့ဟုတ်ပြီဒါနိုင်ငံသားရောက်တဲ့သူတွေပြည်တွင်းမှာနေတဲ့သူတွေကရောမြန်မာနိုင်ငံမှာလဲမြေတွေအများကြီးမြို့ရွာတွေအများကြီးလမ်းမဆက်သွေးမီးလမ်းတကားမကောင်းတဲ့အခါကျတော့ အသက်ကြီးလာတဲ့အခါကျမ်းမာရေးဆောရှောက်မှုမရမှာကြောင့်လို့ဒီကြက်တဲနေတဲ့မျိုးပြအောင်ပဲစုတိုးပြီးနေရတဲ့အခါငါတို့နိုင်ငံသားတွေကငါတို့မြန်မာမျိုးပေါ်မှာနေပြီးတော့မှကျူးကျော်ဘဝနဲ့နေရဘလောက်ထိဝမ်းနေစရာကောင်းလဲခင်ဗျားတို့စဉ်းစားကြည့်အဲ့လိုတော့မပြောဘူးအဲ့တော့ဝမ်းနေစရာကောင်းလားဒါငါတို့တော်လိုင်းရေးလုံးဝမယ်အဓိကအကြောင်းရင်းပဲဒါငါတို့တော်လိုင်းရေးလုံးဝမယ်အဓိကအကြောင်းရင်းပဲတခြားမဲခိုးတာတွေမဲမခိုးတာတွေတော့စစ်တပ်ထောက်ခံတာတွေမထောက်ခံတာတွေဆိုတာထက်ငါတို့ဒီဟာတွေကြုံနေရပြီဆိုတာကငါတို့နိုင်ငံမှာစနစ်တစ်ခုပြောင်းလဲဖို့အချိန်တန်နေပြီဆိုတဲ့မိမောင်းထိုးပြတာ ဒါကစစ်တပ်ရငါတို့ပေါ်မှာရိုက်ငါတို့ရိုက်တာတွေထိုးတာတွေတနေ့နဲ့လိုက်ပစ်တာတွေငါတို့မငင်းချင်းဘာဖြစ်လို့မငင်းချင်းတာလဲအာငါတို့ဆန္ဒပြလို့သူတို့ဖြစ်တယ်သူတို့ပြလို့ငါတို့ဆန္ဒပြတယ်ငမိုးလုံးစက်ကူကတ်တဲ့စကားတွေမပြောချင်ဘူးပြန်တွေးကြည့်ပါကျွန်တော်တို့မြန်မာနိုင်ငံသားတွေနိုင်ငံတကာမှာပညာရှင်တွေနဲ့တွားတဲ့လူဒန်းစားနဲ့အောက်ခြေလူဒန်းစားနဲ့တွားတဲ့လူဒန်းစားဘယ်လောက်များလဲမြန်မာပြည်မှာနေပြီးတော့မြမအကျူးကျော်ပြန်ဖြစ်ရတဲ့ဒုက္ခဘယ်လောက်ထိဝမ်းနည်းစရာကောင်းလဲနော်ကျွန်တော်တို့တက္ကသိုလ်တက်တဲ့အချိန်မှာရော ကျူးကျော်တွေကိုဖျက်တဲ့အချိန်တိုင်းကျွန်တော်ဝမ်းနေတယ်ကျွန်တော်ဘာဘလို့ဖြုတ်ပြန်ရမလဲဆိုတာကျွန်တော်မသိခဲ့ဘူးဘာဖြစ်လို့ကျွန်တော်လည်းအရန်ငယ်တဲ့အချိန်မှာကိုလည်းစိုးသွမ်းနေတဲ့ဘဝမှာဒါရင်းမြင်စိတ်မကောင်းဘူးဆိုတာတော့သိပေမဲ့ဘာလုပ်ရမလဲဆိုတော့မသိဘူးအဲ့တော့ဒေါ်လန်းစုကြည်ဦးဆောင်တဲ့ NLD ဆိုရတက်လာတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံရေးတွေပွင့်လန်းခဲ့တယ်မျက်စိတွေပွင့်သွားတယ်နားတွေပွင့်သွားတယ်အာယုံငါးပါးထိတွေ့ခံစားမှုအဆင်ရနေပြီးတော့မှကိုချင်းစာတရားဆိုတဲ့ကိုတိုင်းထိတွေ့ခံစားတက်လာတယ်အဲ့ဒီအနေမှာစာပေတွေဒေါကင်ဂျီဖောင်ဒေးရှင်းကနေစာပေတွေဖတ်ရှုခွင့်ရလာတဲ့အခါမှာပညာသတိအဆုံးဖြတ်နိုင်စွမ်းတွေ ဟိုအလီလွင့်ဘဝထက်တော့နည်းနည်းတာသွားတာပေါ့ဗျာဒါပေမဲ့သူများနိုင်ငံနဲ့ရှင်နေဆိုကျွန်တော်တို့ကအများကြီးကျွန်တော်တို့ကျွန်တော်တို့ကအများကြီးနှိမ့်ကြနေပေါ့နော်ဒေါ်လာရေးပြီးဝိုင်းတော့သူများတွေကကျွန်တော်တို့ကိုပြောကြတယ်ပေါ့နော်အာဒီဒေါ်လာရေးလူငယ်တွေဒေါ်လာရေးပြီးရင်ခေါင်းဆောင်လုပ်ပါလားခေါင်းဆောင်လုပ်ပါလားကျွန်တော်တို့ကနိုင်ငံတကာမှာခေါင်းဆောင်လုပ်ဖို့ရင်ပေါင်းတန်းလောင်းရတဲ့ပညာရည်သွေးကျွန်တော်တို့မှာမရှိသေးဘူးကျွန်တော်တို့ညီလေးတွေဒေါ်လာရေးပြီးတဲ့အခါကျွန်တော်တို့ပညာရေးမြင့်တင်ဖို့ကျွန်တော်တို့လုပ်မယ်ပြီးရင်ခိုင်မာတဲ့ဥပဒေတွေကျွန်တော်တို့လုပ်မယ်ခိုင်မာတဲ့ဥပဒေကိုကာကွယ်တဲ့အဖွဲ့တွေကိုစနစ်တကျ တီးဆောင်မယ်ဆိုရင်ကျွန်တော်တို့ရွေချက်တွေကျွန်တော်တို့ထားတာပေါ့အဲ့ဒီရွေချက်တွေနဲ့ပဲမတက်ပြန်နိုင်ရကျွန်တော်တို့ဟိုရှစ်ဆက်နေရတာပေါ့ဆိုတော့ကျွန်တော်တို့လည်း၃၄၅နှစ်ခွင့်ရလဲယူလဲဆိုတာတခါမှမရှိဘူးပင်မနေပြီကျွန်တော်ညီလေးလည်းပင်မနေတော်လည်းလုံနေတဲ့ရဲပေါ်အားလုံးလည်းပင်မနေပြီဆိုတာသိတယ်ဒါပေမဲ့ကျွန်တော်တို့ဟိုကျွန်တော်ခုနပြောသလိုကျွန်တော်နောင်နာရတယ်ဒါဆိုကော့ကရိတ်အလုံးစုံမသိမ်းနိုင်တဲ့အခါသူတို့ပြန်သိမ်းသွားတဲ့အခါမျိုးပြဖြစ်နေကြံခဲ့ရတယ်အဲ့တော့ကျွန်တော်တို့ကအလုံးစုံအောင်နိုင်ခြင်းလမ်းစဉ်ကိုပဲအဲ့တော့ကျွန်တော်တို့ရွေးမယ်တရားတွေကိုဖယ်ချမယ် ကျွန်တော်တို့အိမ်မက်တွေပေါ့ဗျာအများကြီးပဲကျွန်တော်တို့တိုင်းသားဒေသတွေနေတွေပေါ့ဗျာတိုင်းသားဒေသတွေမှာတိုင်းသားเจ้าတွေမှာကရင်စကားတက်တဲ့ဗမာလေးတွေဗမာစကားတက်တဲ့ကရင်လေးတွေကရင်စာတက်တဲ့ရှမ်းလေးတွေရှမ်းစာတက်တဲ့ကရင်လေးတွေအဖြစ်ကျွန်တော်တို့အဲ့လိုမျိုးပဲချစ်ချစ်ခင်ခင်စီစီလုံးလုံးညီညီညွတ်ညွတ်เนาะမနောပွဲလဲကျွန်တော်တို့ပြောမယ်အဲဟိုဒုံရင်လဲကျွန်တော်တို့ကမယ်ဒီလိုမျိုးဘဝအနေနဲ့ကျွန်တော်တို့ ရှင်သန်ရတဲ့ဘဝမှာလူဟာလူလိုကျွန်တော်တို့ရှင်သန်ခြင်းနဲ့ဒီအတွက်ကျွန်တော်တို့စနစ်တစ်ခုကိုခိုင်မာမာတည်ဆောက်မှရမယ်အဲ့ဒီစနစ်ကိုတည်ဆောက်ခွင့်မပေးတဲ့စစ်ကောင်စီကိုကျွန်တော်တို့တွန်းလှန်ရမယ်ဒါတော်လှန်ရေးကိုမဖြစ်မနေလုပ်ရမယ်ရည်ရွယ်ချက်ပဲမုန်းတာတွေမမုန်းတာတွေစိမ့်တာတွေနေတာတွေပြတာတွေဝါတာတွေကျွန်တော်မပြောပါဘူးဒါကျွန်တော်ဒီနေ့လေပေါ်မှာတက်ခိုက်ချင်းလို့လည်းပြောလို့ရတယ်လို့အာယုံငါးပါးထီထွေခံစားမှုကနေခွဲထွက်ပြီးတော့မှကိုတွေ့ဟိုခံစားသိရှိနားလည်စေဖို့ကျွန်တော်တို့ရည်ရည်ရွယ်တယ်ပေါ့နော်ဒါကိုကျွန်တော် ီရွယ်ပါတယ်နောက်တစ်ခုကျွန်တော်ပြောချင်သေးတာကဘာလဲဆိုတော့ကျွန်တော်မွေးနေ့မှာကျွန်တော်ဒုံးနစီဝယ်ဖို့ကျွန်တော်ရည်စူးထားတယ်ဒုံးနစီဝယ်ဖို့ရည်စူးထားတယ်အဲ့ဒါရည်စူးထားတာကဒုံးနစီဝယ်ဖို့ပြည့်ဖို့ပတ်တသိန်းပဲလိုပါတော့တယ်အဲ့ဒါလေးကိုကျွန်တော်ကိုဝိုင်းပြီးတော့မှဖြည့်ပေးဖို့လဲကျွန်တော်အဲတောင်းဆိုပါတယ်အဲကျွန်တော်ကိုဟိုအဲ့ဒီဒုံးနစီဒုံးနစီဖို့ပြည့်ဖို့ပတ်တသိန်းကြော်ကြော်လေးပဲလိုတော့တယ်အဲ့ဒါလေးကိုအခုကြည်နေတဲ့ లై ကိုကြည်နေတဲ့တော်လန်မီဘတ်ပြည်သူတွေက အဝယ်ပေးဖို့ကျွန်တော်မျှော်လင့်တယ်ကျွန်တော်တို့နောက်ပိုင်းဆိုလို့ရှိရင်လက်နက်တွေတက်ခတ်ရယူတာအခါမှာကျွန်တော်တို့ဒီဒီလက်နက်ခရင်အတွက်ရမုံငွေရှာတာတွေနဲလာတာတွေကိုလည်းတွေ့ရပါတယ်နောက်ပိုင်းကျရင်လည်းကျွန်တော်တို့ဒီထက်ပိုပြီးသိမ်းပိုင်နိုင်တဲ့အခါတခြားသောတော်လိုင်းအင်အားစုတွေကိုပြန်လဲဝင်ငှဖို့ဆိုတာလည်းကျွန်တော်တို့ဟိုဝင်ငှနေတာတွေလည်းရှိပါတယ်เนาะဒီထက်ပိုဝင်ငှနိုင်အောင်လည်းအဲပိုကြီးဒါဘောဥဆောင်ပြီးတော့မှစူးစမ်းနေပါမယ်ကျွန်တော်တို့လည်းအဲ့ဒီနောက်မှာပြပြတက်တက်လိုက်ပြီးတော့မှအကောင့်ထင်ခေါ်နေပါတယ်ပြည်နယ်မှာပြည်တော်စုစီတို့အတူတကွာ ကျွန်တော်တို့လွတ်မြောက်မယ်။ KMU ကလည်းမကြခင်တော့မှတရားဝင်ပြောသွားတာရှိတယ်။ကော့တူလေးနိုင်ငံတော်ဆိုတဲ့စကားလုံးကိုတို့မပြောဘူးဆိုတဲ့အကြောင်းကော့တူလေး Federal Unit ဆိုတဲ့ဟာကိုပြောတယ်ဆိုတဲ့အကြောင်းတို့ကလည်းတရားဝင်ပြောထားတာရှိတယ်။အဲ့တော့ကျွန်တော်တို့ကပြည်နယ်မှာပြည်ထောင်စုစီတို့ကျွန်တော်တို့တွားမယ်။ဒါကျွန်တော်တို့ရဲ့ရည်မှန်းချက်ပဲ။ Godfather, Father, Mother, ငါဆိုရဲ။အေးငါတို့လွတ်မြောက်တဲ့အခါမင်းလဲ လွတ်မြောက်ပါစေလို့ပဲဆုတောင်းနေသွားသေးတာမင်းမေဖာသမားနဲ့မင်းဖေဝရမ်းပြေအဲ့လိုမျိုးမင်းတို့တင်လာတော့မင်းတို့အဲ့လိုရိုင်းနေတာအဲ့လိုရိုင်းနေသူတွေနဲ့တွေ့ငါတနာပဲတနာတယ်ဘာဖြစ်လို့လဲဆိုတော့မင်းတို့အာယုံငါးပါးနဲ့ထိတွေ့ခံစားပြီးတော့အရွယ်ရောက်လာမယ်လို့ကိုမင်းတို့ဘဝမှာအာယုံငါးပါးထိတွေ့ခံစားပြီးတော့မှအတူယူမယ်ဆိုပြီးတော့အရွယ်ရောက်လာတဲ့အခါမှာမင်းတို့ရဲ့ပတ်ဝန်းကျင်မှာဖာသမားနဲ့ဝရမ်းပြေတွေကြီးပဲရှိနေတော့မင်းတို့လည်းဖာသမားနဲ့ဝရမ်းပြေနဲ့ဆက်ကြထားတဲ့ကောင်တွေအဲ့လိုမျိုးဟိုရိုင်းဆိုင်လေးတွေစောက်တိတရားမရှိတဲ့ကောင်လေးတွေဖြစ်နေတာပေါ့ကွာငါကတော့ တနာရတယ်မင်းတို့ကြည်ရတနာရတယ်တကယ်တနာရတယ်မဖြစ်လို့လဲဆိုတော့မင်းတို့ပုံဝင်ကြီးကစုတ်ပြတ်တက်နေတော့စုတ်ပြတ်တက်တဲ့အတွေးခေါ်နေနဲ့စုတ်ပြတ်တက်တဲ့ယူဆတွေပဲရှိတာဟိုငါ့ကို cross ရအောင်မလို့ငါတို့ပြုတ်ပြင်ပေးမှာပါမင်းအရင်ဆိုင်ရမင်းတို့နောက်ဆုံးဖြစ်စေရမယ်မင်းတို့ရဲ့တာသမီတွေတော့လူရင်ကြီးလောကမှာပါဝင်စေရမယ်ငါတို့ဘဝမှာငါတို့ဖတ်ခဲ့ဘူးလားရှိအဲ့ဒါဘာလဲဆိုတော့အဖြစ်ကိုထောက်ပြဝေဖန်ပါတဲ့ပြီးလို့ရှင်ပြုတ်ပြင်ပေးပါတဲ့ပြီးလို့ရှင်လက်တွဲခေါ်ပါတဲ့သိလားငါတို့ကအဖြစ်ကိုထောက်ပြနေတဲ့ကောင်းနေတယ် ထောက်ပြတဲ့အစ်မပဲရက်တန်သွားတဲ့ကောင်တွေမဟုတ်ဘူးပြုပြင်ပေးဖို့ဆန္ဒလည်းရှိတယ်လို့ကိုယ့်ကိုယ်ပြုပြင်ဖို့ဆန္ဒလည်းရှိတယ်ပြီးလို့ရှိရင်ပြုပြင်လို့ပြန်လဲတက်မှတ်လာတဲ့အခါလက်တွဲခေါ်ရဖို့လည်းအဆင်သင့်ရှိတယ်အဲ့တော့ငါတို့မြန်မာနိုင်ငံရဲ့ထောက်စနစ်ကိုငါတို့ပြောမယ်ငါတို့ justice မှာလည်းအဲ့ဒီစနစ်ကိုကျင့်သုံးတယ်အပြစ်ရှိရင်အခြေခံသတ်မှတ်ချက်အတိုင်းအကျိုးလဲထည့်တယ်ပြည်တော်စုမှာဆိုရင်တော့ငါတို့မြန်မာနိုင်ငံမှာဆိုရင်တော့ထောင်ထဲထည့်တယ်ပေါ့အဲ့တော့ထောင်ထဲထည့်တဲ့အခါမှာငါတို့မြန်မာနိုင်ငံရဲ့ထောင်စနစ်ကဘယ်လောက်ထိယိုယွင်းနေလဲဆိုလို့ရှိရင်တခိုးလဲနှစ်ပြည့်လွတ်တယ်လူသက်သမားလဲနှစ်ပြည့်လွတ်တယ်အဲ့ဒီထောင်ထဲထည့်ရခြင်းရည်ရွယ်ချက်ပြောက် ဘာကြောင့်သူ့ကိုထောင်ထဲထည့်ထားတာလဲသူဘာကြောင့်ထောင်ထဲထည့်ရခြင်းဒီဇာတိတပြန်လဲပြုပြင်စေခြင်းလို့ထောင်ထဲကိုထည့်ထားတာဖြစ်တယ်အဲ့တော့အဖြစ်ကိုမြင်ပြီးပြုပြင်မှုထောင်ထဲထည့်ထားတာဖြစ်တယ်ပြုပြင်ပြီးပြန်ထွက်လာတဲ့အခါမှာလူရင်ကြီးလောကမှာလက်တွဲခေါ်ရမယ်ဆိုတာဒါလူရင်ကြီးလောကရဲ့သဘောတရားလေအဲ့တော့ငါတို့မြန်မာနိုင်ငံမှာထောင်ထဲထည့်လိုက်တယ်မပြုပြင်ပေးဘူးထောင်ဝါထွက်လာတယ်ဖယ်ကျင်းလိုက်တယ်ထောင်သားတွေဟာတခိုးကနေကြိုးကြဘူကနေပြီးတော့ငလူငလူကနေဓမြဓမြကနေနောက်ဆုံးအခုဝင်းထုံဝင်းလို့ဘာလို့လို့မျိုးရက်ွက်လူမိုက်လို့လို့ဘာလို့လို့ ငါလုံးမဒါနဲ့ထိုးရင်ထွက်ပြေးမဲ့ကောင်တွေဖြစ်ကုန်ရောပြောချင်တာကပြုပြင်ပေးမဲ့သူရဲ့ပြုပြင်လို့ပြန်လဲတက်မှတ်လာတဲ့သူကိုလက်တွဲခေါ်မဲ့သူရဲ့ငါတို့မြန်မာနိုင်ငံမှာအရန်လိုအပ်နေတယ်ငါတို့ကတော့ငါတို့ရဲ့ရဲဘော်တွေကိုအဲ့လိုမျိုးလုပ်ဖို့စုံးမထားတယ်ရဲဘော်တွေကမင်းတို့မိသားစုကိုဒုက္ခပေးမှာမဟုတ်ဘူးဆိုတော့ကျင်းသေးတယ်အဲ့တော့မင်းတို့တော့အတိတရားမရှိတဲ့ကောင်တွေကစစ်ကောင်စီကိုထောက်ခံရင်းစစ်ကောင်စီဘက်ကပါဝင်တိုက်ခိုက်ရင်တေကောင်းတေသွားနိုင်တယ်ဒါပေမဲ့မင်းတို့မိသားစုတွေကတော့ငါတို့ရဲ့လွတ်မြောက်ခြင်းနဲ့အတူငါတို့အပြစ်ကိုပြောပြမယ်ပြီးရင်ငါတို့ပြုပြင်ပေးမယ်ပြီးရင်ငါတို့လက်တွဲခေါ်မယ် မသိငယ်စေရဘူးပေါ့ကွာမသိငယ်စေရဘူးပေါ့ကွာတိလာမင်းတို့လိုမျိုးမသိငယ်စေရဘူးမင်းတို့လိုမျိုးအကန့်စိတ်လေးနဲ့အကောက်တူနဲ့ခိုးချောင်ခိုးဘက်လာဆဲရဲတဲ့ဘဝတော့မဟုတ်ဘူးဟဲ့အောင်မှန်တယ်ထင်မျက်နှာအဲ့လိုကြည့်ပြီးမျက်နှာချင်းတိုင်းအဲ့လိုပြောရရတယ်တေဝါပါစေတိလာငါထောင်ကြခဲ့ပြီလေထောင်ကြတဲ့အချိန်မှာထောင်ဦးစီးကမတရားနိုင်ကျင်းတဲ့အချိန်မှာထောင်ဦးစီးကိုထောင်လက်ဆွဲဥပဒေနဲ့ပေါက်ပြီးတော့မျက်နှာချင်းတိုင်းအဲ့လိုကြည့်ပြီးဦးစီးကျွန်တော်ကိုနိုင်ကျင်းလို့မရဘူးဆိုတော့ပြောခဲ့တာအဲ့လိုမျိုးထုတ်ချခံနေရတဲ့အချိန်မှာတော့ဖိနှိပ်မခံခဲ့ဘူး။ငါတို့ဆိုးလို့ငါတို့ထောင်ချခဲ့တယ်။ဒါပေမဲ့ငါတို့ဘဝမှာဖိနှိပ်ဘူးဖိနှိပ်ကိုမှမခံခဲ့ဘူး။ နော်မှန်တယ်ထင်တိုင်းလည်းမယမ်းကားဘူးတိုင်းရမယ့်ပေတံတွေရှိတယ်နိုင်ငံတော်ကဘာဥပဒေထုတ်ပြန်ထားလဲလူကြီးဝတ်ကဘာရှိလဲကိုစိတ်ကူးရှိတဲ့အတိုင်းမပုံကံဘူးတိုင်းတာပေတံတွေရှိတယ်လောကနေရာမှာပေတံတွေရှိတယ်လောကနေရာမှာပေတံတွေနဲ့တိုင်းတာတယ်မှားရင်လည်းပြင်တယ်မှားရင်လည်းဝန်ခံတယ်ဒီဒါပေမဲ့မပယ်ခြင်းနဲ့ဒီလိုမျိုးသဘောရှိတာပေါ့အဲ့တော့မင်းတို့ရဲ့မိသားစုတွေရောငါတို့ကမပယ်ခြင်းပါဘူးငါတို့ရဲ့လွတ်မြောက်ခြင်းနဲ့တူ လွံ့မြောက်ပါပါဒါပြတ်ပြတ်တာဗောငါရဲ့အတွေးပေါ့ကွာငါတို့ကျေးဇူးဆိုကြမှာတော့ဒီအတိုင်းပဲရှင်းသုံးတယ်ရဲဘော်တွေကိုဒီအတွေးပဲပေးထားတယ်